ချင်းပြည်နယ်မုံညင်းမြို့နယ်အမှတ်15ခြေလျင်တရဲမှာဗိုလ်ကြီးတယောက်ရဲ့ဇနီးကိုမရင်ကျင်းခဲ့တဲ့ဒုတိယဗိုလ်ချုပ်ကြီးတန်းလာရဲ့တမတ်ဖြစ်သူဗိုလ်ကြီးဇင်လင်းထုတ်ကိုတော့စစ်ခုံရုံးဖွဲ့ပြီးတော့စစ်ဆေးနေရလို့တပ်တွင်းသတင်းရင်းမြစ်တွေကသိရှိရပါတယ်။မေလအစောပိုင်းကတထက်တဲနေဗိုလ်ကြီးတယောက်ရဲ့ဇနီးကို အရာရှိအင်အားကိုလိန်ခေါ်ပြီးမရင်ကျင်းခဲ့တဲ့ခလာရ15မှဌာနကွဲမှုဗိုလ်ကြီးဇင်လင်းထုတ်ကိုခင်မုန်းဖြစ်သူဗိုလ်ကြီးကတိုင်ကြားခဲ့လို့ ကာကွယ်ရေးဦးစီးချုပ်ယုံအထိတိုင်ကြားခံရပြီးအခုလိုစစ်ဆေးခံရတယ်လို့တက်အတိုင်းဝမ်းနဲ့နှိဆက်သူတွေကပြောပါတယ်။ကာကွယ်ရေးဦးစီးချုပ်ယုံကိုတိုင်ကြားခဲ့တဲ့အတွက်တိုင်ကြားသူဗိုလ်ကြီးနဲ့မျက်မြင်သက်တွေကိုခလာယာ15တရင်မူဒုတိယပုံမူကြီးဇော်တန်းနိုင်ကရှေတန်းပို့ပြီးဇနီးဖြစ်သူနဲ့ကလေးတွေကိုလည်းတက်ထဲကနေနှင်ထုတ်လိုက်တယ်လို့ခလာယာ15နဲ့နှိဆက်သူတွေကပြောပါတယ်။ ဒီမှုနဲ့ပတ်သက်ပြီးအမှတ်904အမြောက်စခန်းကုတ်ကဲမှုဌာနချုပ်လက်အောက်ခံအမှတ်208အမြောက်တရင်ကတရင်မှုဒုတိယပုံမှုကြီးဝင်းနိုင်ဦးဆောင်ပြီးစစ်ဆင်နေရလို့သိရပါတယ်ရှင်။ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းတွေဈေးနှုန်းဇက်တိုက်မြင့်တက်တာတွေနဲ့တူလူသလောက်ဝယ်ယူလို့မရတာတွေကြောင့်ဆောက်လုပ်ရေးလုပ်ငန်းတချို့ရပ်ဆိုင်ထားရတယ်လို့ဆောက်လုပ်ရေးလုပ်ငန်းလောက်ကင်သူတွေစီကနေသိရပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းတွေပြပကနေမှာယူသုံးဆွဲရမှာအရင်နှစ်တည်းကတည်းကဈေးနှုန်းနှစ်ဆခန့်မြင့်တက်လာတဲ့အပြင်လမ်းမဆက်သွယ်ရေးခက်ခဲတာတွေနဲ့ပြည်ရင်းကိုတင်သွင်းရမှာအခက်အခဲတွေရှိနေတဲ့အတွက်ဆောက်လုပ်ရေးလုပ်ငန်းသုံးအများစုဟာလုပ်ငန်းလည်ပတ်ဖို့အတွက်ခက်ခဲလာတယ်လို့ဆိုပါတယ်စစ်တပ်အာဏာမသိခင်ကရန်ကုန်မြို့ကအိမ်ဆောက်ပစ္စည်းတွေရဲ့ဈေးကွက်အတွင်းမှာတော့လက်အုပ်တလုံး60ကျပ်၊ဆက်အုပ်10ပေါက်ကတော့တလုံးကို130ကျပ်၊တဲတခြင်း8000ကျပ်၊ကြောက်စရစ်တခြင်း8100ကျပ် ီလက်မြေဈေးနှုန်းဟာတအိတ်ကို6300ကျပ်သာရှိခဲ့ပါတယ်။လက်ရှိဈေးနှုန်းနဲ့အရာကတော့အုတ်တလုံးကို380ကျပ်ကနေ400ကျပ်တဲတချင်းကြက်တသိန်း2000ကနေတသိန်း3500ကျက်ကြောက်တချင်းကိုတော့ကြက်တသိန်း4500ကျော်ဒီဈေးနှုန်းနေအစမတန်မြင့်တက်နေရလို့သိရပါတယ်ရှင် အေယာရီတိုင်းဖြောင်ပုံခရိုင်အမာမြို့ဒေါငိမ့်ကျေးရွာအုပ်စုမှာပင်လယ်ရေတွေဝင်ရောက်တိုက်စားလာပြီးနေအိမ်တွေရေနစ်မြုပ်တာပြိုကျမျောပါတာတွေနဲ့အကမ်းပါပြိုကျတာတွေဖြစ်ပေါ်နေရလို့ဒေသခံတွေစီကနေသိရပါဗျ။ဘင်္ဂလားပင်လယ်ော်မှာဖြစ်ပေါ်ခဲ့တဲ့မှုန်တိုင်းငယ်ရဲ့အရှိန်ကြောင့်မေလ28ရက်နေ့ကနေစတင်ပြီးပင်လယ်ကမ်းဆက်ကျေးရွာတွေဖြစ်ကြတယ်။ဒေါငိမ့်ရွာအပအဝင် တောင်ခုံဘော်ကဗန္နာပင်ရွာခါပြက်ရွာနဲ့တရက်ပင်ဇေရွာကျေးရွာတွေမှာပင်လယ်ရေဝင်ရောက်တိုက်စားပြီးမေလ29ရက်နေ့ထိရေနစ်မြုပ်မှုတွေဖြစ်ပေါ်နေပါတယ်။ဒါအပြင်ကမ်းမပြိုကျတာတွေလည်းဖြစ်ပေါ်နေတယ်လို့ဆိုပါတယ်။ပင်လယ်ရေဝင်ရောက်ပြီးလှိုက်ရိုက်လို့အိမ်တွေရေနစ်မြုပ်နေကြောင်းမုန်တိုင်းအရှိန်ကြောင့်ပိုဆိုးပြီးတော့ပြိုကျမျောပါတဲ့အိမ်တွေလည်းရှိနေတာကြောင့်မနစ်ကထက်အခုပိုဆိုးတယ်လို့ဒေသခံတယောက်ကပြောပါတယ်။ နေအိမ်စုစုပေါင်း18လုံးနေပါရေးတဲ့မျောပါသွားခဲ့ပြီးနေအိမ်17လုံးနေပါပျက်စီးမှုတွေဖြစ်ပေါ်နေတယ်လို့သိရပါတယ်ရှင်။ရခိုင်မြည်နယ်ကြောက်ဖြူမြို့နယ်အတွင်းကစစ်ကောင်စီရဲ့နှမ်းဖဲတောင်ကာကင်းစခန်းကိုအာရခတက်တော်ကတင်ပိုက်လိုက်ပြီးစစ်ကောင်စီရဲ့တမတတနီးဖြူဟာမူတူနဲ့ဗိုလ်ကြီးတအူးအပါအဝင်စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားထိခိုက်သေးဆုံးမှုတွေရှိရဲလို့စစ်ရေးသတင်းရင်းမြစ်တွေကပြောပါရတယ်။ မေလနောက်ဆုံးဘက်ကနေစတင်ပြီးကြောက်ဖြူအခြေဆိုင်အမှတ်32ရဲတက်ရင်ရဲရှေတန်းကာကင်စခန်းနှမ်းဖဲတောင်ကိုအာရခတက်တော်ကထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။စစ်ကောင်စီတပ်ဖက်ကလေချောင်းရေချောင်းအပြင်လက်နက်ကြီးပစ်ကူတွေပေးနေတဲ့ကြားကနေတင်ပိုက်နိုင်ခဲ့တယ်လို့စစ်ရေးသတင်းရင်းမြစ်တရသိရပါတယ်။ဒါ့အပြင်မေလ25ရက်နေ့ကကြောက်ဖြူမြို့နယ်မှာအင်အားဖြည့်တင်ထားတဲ့စစ်ကောင်စီရဲ့တပ်မတစ်တစ်ကနှီးပြူဟာမှုဗိုလ်မှူးချုပ်ကျော်မျိုးအောင်အပါအဝင် ခမရ943ကဗိုလ်ကြီးတအူးနဲ့နောက်ထပ်တပ်ဖွဲ့ဝင်3ဦးဟာအာရခတပ်တော်ရဲ့စနိုက်ပါထိမှန်ပြီးတော့ကျခဲ့တယ်ဆိုတာဟုတ်မှန်ကြောင်းကိုကြောက်ဖြူစစ်မျက်နှာကစစ်တပ်ဘက်ကနောက်ဆုတ်ပေးနေရတဲ့သဘောမှရှိရဲလို့စစ်ကောင်စီနဲ့နှိဆက်သူတွေကပြောပါရရှင်။ ထိုင်းမြန်မာနယ်စပ်ကရင်ပြည်နယ်မြဝတီမြို့တောင်ဘက်ကစစ်ကောင်စီရဲ့ဗျင်းနောင်စခန်းကုန်းကိုမေလ29ရက်နေ့ညနေ6နာရီလောက်က KNU ဦးဆောင်တဲ့တပ်ပေါင်းစုတွေအချိန်တိုအတွင်းမှာတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNL တမူးတူကပြောပါရယ်စစ်ကောင်စီရဲ့ဝေါ်လီဗျူဟာနဲ့အနည်းဆုံးမှရှိရဲ့အပြင်အမြင့်ဆုံးဂုံးပေါ်မှာရှိနေတဲ့ဗျင်းနောင်စခန်းကုန်းကို KNU ဦးဆောင်တဲ့တပ်ပေါင်းစုတွေက drone ပုံကျဲပြီးစတင်တိုက်ခိုက်လိုက်တာကြောင့်အချိန်တိုအတွင်းမှာပဲတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့လို့သိရပါရယ် 29ရက်နေ့ညနေ6နာရီလောက်ကတိမ့်ပိုက်နိုင်ခဲ့တာဖြစ်ပြီးတော့စကစ28ရောက်စခန်းထိုင်ကြောင်းနဲ့အကုံလုံးထိုင်းဘက်ကိုဆုတ်ခွာသွားကြောင်း KNL တမူးကပြောပါရယ်။ဝေါ်လီဗျူဟာနဲ့အနည်းဆုံးမှရှိတဲ့အပြင်အမြင့်ဆုံးတောင်ကုန်းမှာစခန်းတိဆောက်ထားတာကြောင့်ဘေးရန်အောင်စခန်းကုန်းကိုတိုက်ခိုက်သိမ်းပိုက်ဖို့အလွန်ခက်ခဲကြံတန်းပြီး KNU ဦးဆောင်တဲ့တပ်ပေါင်းစုတွေကပထမဆုံးအကြိမ်ဖြစ်နေတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့လို့သိရပါရယ်ရှင်။ စကိုင်းတိုင်းမုံရွာခရိုင်ဘူးတလင်မြို့နယ်တောင်ချန်းကိုစစ်ကောင်စီတပ်ကမေလ29ရက်နေ့မနက်9:00နာရီကျော်လောက်ကမြေပြင်စစ်ကြောင်းထိုးရောက်ဝင်ရောက်လာတာကြောင့်ကျေးရွာရှစ်ရွာကဒေသခံပြည်သူ8000ကျော်ဟာထွက်ပြေးတိမ်းရှောင်နေရတယ်လို့ဒေသခံတွေဆီကနေသိရပါဗျ။စစ်ကောင်စီကစစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့်မုံရွာဘူးတလင်သွားကားလမ်းမကြီးအနီးကနှောပင်ရိုးဇီးတော်မြို့ပေါ်ရွှေချောင်းလေထနောင်းကုန်းပိုးကုန်းတရက်တူရိုး ရုံတော်ကန်တစ်အစရှိတဲ့ကျေးရွာကဒေသခံပြည်သူတွေနေရဲဆွန့်ခွာထွက်ပြေးတင်းရှောင်နေရတယ်လို့သိရပါဗျ။ဒါအပြင်စစ်ကောင်စီတပ်ဖက်ကဘုဒ္ဓလင်မြို့နယ်တောင်ချန်အရှိတောင်ချန်နဲ့မုံရွာမြို့နယ်အလုံးမြို့နယ်စတဲ့မြို့နယ်အတွင်းအကျေးရွာတွေကိုမေလ26ရက်နေ့ကနေစတင်ပြီးမေလ29ရက်နေ့အထိနေရောညပါလက်နက်ကြီးနဲ့ပစ်ခတ်နေတယ်လို့လည်းသိရပါဗျ။မိတ်တီလာမျိုးဝင်ဒိုဂိတ်မှာစစ်ကောင်စီလက်အောက်ခံမလိုင်မျိုးနယ် စီမံအဖွဲ့ဝင်တဘုံမူဝေဖြိုးနဲ့စကားများခဲ့တဲ့မိထီလာပြည်သူစစ်ကောင်းဆောင်အငိမ့်စားတက်ချက်ကြီးဇော်ယူထွန်းကိုမေလာ28ရက်နေ့ကစစ်ကောင်စီကပုံမှန်နှစ်ခုနဲ့ယုံထုတ်ပြီးမိထီလာထောင်ကိုပို့လိုက်တယ်လို့တရားရုံးနဲ့နှိဆက်တဲ့သတင်းရင်းမြစ်တွေစီကနေသိရပါဗျ။စစ်ကောင်စီကမိထီလာမြို့နယ်တရားရုံးမှာမေလာ28ရက်နေ့ကအငိမ့်စားတက်ချက်ကြီးဇော်ယူထွန်းကိုကနအူးပုံမှ905ကကြီပုံမှ66ကကြီနဲ့ယုံထုတ်ခဲ့ပြီးတဲ့နောက်မိထီလာအကျဉ်းအောင်ပို့ဆောင်လိုက်တယ်လို့ပြောပါဗျ။ မတ်လ29ရက်နေ့ကမိချလာမျိုးအဝင်ကိတ်မှာမလိုင်မျိုးနယ်စီမံအဖွဲ့ဝင်1ပုံမှုဝေဖြိုးနယ်ကားမန်တကားမချတဲ့ကိစ္စနဲ့စကားများပြီးတဲ့နောက်မိတိလာတက်နယ်ခမာယာ113ကစစ်မှုထမ်းကိစ္စနဲ့ငွေကျပ်390ယူတဲ့ကိစ္စတွေကိုလူမှုကွန်ရက်မှာတင်လိုက်လို့အဖမ်းခံရတယ်လို့မြို့ခံတယောက်ကပြောပါရယ်အထက်အရာရှိတွေကိုရိုင်းကငွေကြီးကောက်ခံနေတဲ့အတွက်စစ်မှုထမ်းကိစ္စငွေကောက်တာတရားဝင်လာလို့မေလ13ရက်နေ့ကလူမှုကွန်ရက်မှာတင်ပြီးတဲ့နောက် မေလ15ရက်နေ့မှာမိတ်တီလာမျိုးရံမျိုးအောင်ရက်ကွက်မှာနေထိုင်နေတဲ့အငိမ့်စားတက်ချက်ကြီးဇော်ယူထွန်းကိုစစ်ကောင်စီကဖမ်းဆီးခဲ့တာပါမိတ်တီလာမျိုးနဲ့ပြည်သူစစ်ကောင်းဆောင်အငိမ့်စားတက်ချက်ကြီးဇော်ယူထွန်းအဖမ်းခံပြီးတဲ့နောက်မှာတော့သူ့ရဲ့လက်အောက်မှာရှိနေတဲ့အဖွဲ့ဝင်18ယောက်ကနှုတ်ထွက်တော့မယ်လို့လူမှုကွန်ရက်မှာကြေညာထားပါတယ်ရှင်။ ငလင်ဘေးထွက်မေလ29ရက်နေ့ကနေပြည်တော်မှာရှိတဲ့ဘရင်နောင်ရိတ်သားမှာပြည်ရင်းပြည်ပအလှရှင်တွေကနေအလှငွေကြက်သိန်းပေါင်း131.53ဘီလီယံနဲ့အမေရိကန်ဒေါ်လာ2.3တန်းကျော်စစ်ကောင်စီကထပ်မံရရှိခဲ့ပါတယ်။ပြည်လဲထူထောင်ရေးလုပ်ငန်းတွေဆောင်ရွက်ရမှာလက်ရှိကြုံတွေ့နေရတဲ့ဘေးရနေရာတွေအပြင်နောင်ဖြစ်လာမဲ့ဘေးရနေရာတွေအတွက်ပါကြိုတင်ထည့်သွင်းစဉ်းစားပြီးတတ်မှတ်စံချိန်စံချိန်နဲ့အညီအနာဂတ်အတွက်တည်တက်ခိုင်မြအောင်ဆောင်ရွက်ကြဖို့အလှငွေပေးအပ်ပွဲမှာစစ်ကောင်ဆောင်ကပြောခဲ့ပါတယ်။ ီလိုဆောင်ရွက်ရမှာရေတိုရေရှည်အစီအမံတွေကိုချမှတ်ပြီးမူလအခြေအနေထက်ပိုသာလွန်ကောင်းမွန်တဲ့ပြန်လည်ထူထောင်မှုတွေဖြစ်စေရင်းနဲ့ဘယ်သူမှချန်လန့်မှုမရှိစေရတို့ကိုဥတီဆောင်ရွက်ပေးကြဖို့ကိုသက်ဆိုင်ရာဝန်ကြီးဌာနတွေကိုညွှန်ကြားခဲ့ပါတယ်။စစ်ကောင်စီကငလျင်ဘေးအတွက်ပြည်ရင်းပြည်ပါကအလှငွေတွေအများအပြားရရှိနေပေမဲ့မြေပြင်မှာတော့စစ်ကောင်စီရဲ့ထောက်ပံ့ငွေနဲ့ပြန်လည်ရပ်တည်ထူထောင်ဖို့ခက်ခဲကြောင်းပင်လောင်းမြုပ်ခန့်တယောက်ကပြောပါရရှင်။ တရုတ်အစိုးရကစစ်ကောင်စီဘက်ပေါ်ပေါ်ထင်ထင်ရက်တီပြီးမြမအရေးမှာဝင်ရောက်ဆွတ်ဖက်နေတာတွေကိုရက်တန့်ဖို့မြမအရေးတက်ကြွလှုပ်ရှားသူတွေကဒေသစံတော်ချိန်မေလ29ရက်နေ့မွန်လွဲပိုင်းကအမေရိကန်ပြည်ထောင်စုမြို့တော်ဝါရှင်တန် DC တရုတ်တန်ယုံရှိမှာဆန္ဒပြခဲ့ကြပါတယ်ဝါရှင်တန် DC ကိုရောက်ရှိနေတဲ့မြန်မာနယ်ပွားတွေကအပတ်စဉ်မြန်မာတန်ယုံတရုတ်တန်ယုံနဲ့တရုတ်တန်အမတ်နေအိမ်ရှိမှာဆန္ဒပြပွဲတွေဇက်တိုက်ပြုလုပ်ခဲ့ပြီးမြန်မာပြည်သူတွေကြုံတွေ့ရတဲ့အခက်အခဲတွေကိုထောက်ထားဖို့တိုက်တွန်းခဲ့ကြပါတယ်။ ဆရာနာသိမ့်ပြီးအစောပိုင်းကာလမှာတရုတ်အစိုးရကမြမအရေးနဲ့ပတ်သက်ပြီးဝင်ရောက်ပြောဆိုတာမှတ်ချက်ပေးတာမျိုးမရှိခဲ့ပေမဲ့2023ခုနှစ်မြောက်ပိုင်းမဟာမိတ်၃ဖွဲ့ရဲ့1029စစ်စင်ရေးအလွန်နောက်ပိုင်းမှာတော့မြင်သာတဲ့ပါဝင်ပတ်သက်မှုတွေစတင်ပြုလုပ်ခဲ့ပါတယ်။ဆရာနာရှင်ဟောင်းနေနဲ့တွေ့ဆုံတာတရုတ်နိုင်ငံကို စစ်ကောင်းဆောင်ကိုဖိတ်ခေါ်တွေ့ဆုံတာစစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုထောက်ခံအားပေးပြီးအကူအညီတွေပေးခဲ့တာတွေနဲ့လာရှုမြို့ကိုစစ်ကောင်စီလက်ထဲပြန်လွှဲပေးခဲ့တာ။ ာဆီယံဒေတာရင်းနိုင်ငံတွေကိုဖိအားပေးပြီးနိုင်ငံရဲ့အရာလိုချင်တဲ့ပုံစံကိုအသွင်ပြောင်းယူတာဒါမျိုးတွေကိုတရုတ်အစိုးရကဇက်တိုက်ပြုလုပ်ခဲ့တာဖြစ်ပါရဲ့ရှင်။ရန်ကုန်တိုင်းမော်ဘီမြို့နယ်တက်ကြီးကုန်းရွာမှာစစ်ကောင်စီရဲ့လေတပ်နဲ့ပတ်သက်ဆက်နွယ်ပြီးဖွင့်လှစ်ထားတဲ့ဆိုင်ကန်းသုံးကန်းကိုမေလ29ရက်နေ့ည8:00နာရီလောက်ကလက်ပစ်ပုံနဲ့ပြစ်ခတ်တိုက်ခိုက်ခံရတယ်လို့တက်ကြီးကုန်းဒေသခံတွေကနေသိရပါဗျာ။ စစ်ကောင်စီရဲ့လေတက်နဲ့နီးစပ်တဲ့တက်ကြီးကုန်းရွာကျေးရွာအုပ်ချုပ်ရေးမှုအောင်တို့ဟာဂက်ဆိုင်ကွန်ပျူတာမိထူဆိုင်နဲ့စတိုးဆိုင်တွေကိုဖွင့်လှစ်လုပ်ကင်နေရလို့ဆိုပါရယ်ကျွန်တော်တို့ရန်ကုန်အာမီမြို့ပြပျောက်ကြားတော်လည်ရေးတပ်ဖွဲ့ကလက်ပစ်ပုံး၃လုံးနဲ့တွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့ထိခိုက်မှုတွေရှိနိုင်ပေမဲ့လုံခြုံရေးရပြန်လဲဆုတ်ခွာခဲ့ရပြီးထိခိုက်မှုအသေးစိတ်ကိုတော့စုံစမ်းနေတယ်လို့ရန်ကုန်အာမီမြို့ပြပျောက်ကြားတော်လည်ရေးတပ်ဖွဲ့ပြန်ကြားရေးတာဝန်ခံကပြောပါရယ် လေတက်မှာတာဝန်ထမ်းဆောင်နေစေတာဝန်ထမ်းဆောင်ခဲ့မှုတဲ့သူတွေနဲ့လေတက်နဲ့ပတ်သက်ဆက်နွယ်တဲ့ဆွေမျိုးမှန်သမျှစီရင်တွေကိုရာသင်တလောက်ရထားပြီးပြီဖြစ်လို့တခုချင်းစီတိုက်ခိုက်သွားမယ်လို့သိရပါတယ်ရှင်။